မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချင်းဖိုင်တာလေး Joshua Bamba ဝင်ထိုးသက်မဲ့ UFC 323ပြိုင်ပွဲချင်းပဖို့အတွက်နှစ်ပတ်ကျော်လေးပဲလိုတော့ပါတယ်ဒီလိုအနေထားမျိုးမှာဖိုင်တာတွေကလည်းပုံစံမျိုးစုံနဲ့သူတို့ ready ဖြစ်နေပြီဆိုတဲ့အကြောင်းအရာတွေကိုချပြလာတယ်မှတ်မှတ်မိမိသတိထားမိသလောက်ပြောရရင်ဒီကနေ့ဆိုရင်ပန်ဒိုဂျာကလည်း status တစ်ခုတင်လာတယ်အဲ့ဒီ status မှာ Brazil က interview တစ်ခုမှာသူကဒီပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့သုံးသက်ချက်ပွဲကျပြောဆိုချက်တွေကိုထည့်သွင်းဖော်ပြသွားတယ် တစ်ချိန်တည်းမှာပဲ Joshua Ban ကလည်းသူ့ရဲ့ Mind Day Story မှာပေါ့နော်ဒီ recovery ဘိုင်းလုပ်နေတဲ့ပုံစံမျိုးတွေကိုခြားပြနေတယ် Joshua Ban ခြားပြနေတဲ့အကြောင်းအရာလေးကိုကျွန်တော်နည်းနည်းလေးနားလည်တော့ပြောပြခြင်းပါတယ် Joshua Ban ကအခုနောက်ပိုင်းမှာဒီ recovery လုပ်တဲ့အပိုင်းမှာသူ့ရဲ့ cryo aegan ချိန်မာကြီးတွေထဲမှာဝင်ပြီးတော့တောင်သူက recovery ဘိုင်းလုပ်နေတယ်ဒါကဘလို့အကြောင်းအရာကိုပြောတာလဲဆိုတော့ ဒီ professional အားကစားသမားတယောက်ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ level မြင့်လာတာနဲ့အမျှသူ့ရဲ့ recovery ဘိုင်းနေရာလည်းပိုပြီးကောင်းအောင်ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုချပြတာအထူးသဖြင့်ဘောလုံးသမားတွေဆိုပိုပြီးသိတာပါတယ်တကမ္ဘာကျော်ဘောလုံးသမားတွေဆိုရင်ဒီလို recovery ဘိုင်းပိုပြီးကောင်းမွန်ဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင် cryo chamber တွေဝယ်ထားကြတာမျိုးတွေရှိတယ်အိမ်ပြန်ရင်အဲ့ဒီဟာတွေတွေနဲ့ပိုပြီးတော့ recovery ကောင်းအောင်ထပ်ပြီးကြိုးစားကြတယ်ပရော်ဖက်ရှင်နယ်စင်တာကတသက် ပြီးတော့ဒီ recovery ဘိုင်းကိုပြန်ပြီး gill sider ကတက်သက်ထပ်ပြီးတော့ပေါင်းထက်ချရတာပေါ့နော် Joshua Bang ကလည်းအဲ့ဒီပုံစံအတိုင်းပဲဟိုတုန်းကလို့သူကတာမန်ပွဲတွေထိုးတုန်းကလို့ပုံစံမျိုးမဟုတ်တော့ဘူးဒီပွဲက champion ကပဲစိန်ခေါ်ပွဲထိုးရမှာဒါကြောင့်မလို့သူကလည်းအစွမ်းကုန်ပြင်ဆင်နေအစွမ်းကုန်ကြိုးစားနေဆိုတာဒီ recovery ချိန်မကြီးတည်းမှာဝင်ပြီးတော့ပြပြနေရတဲ့တင်ပို့ပြီးသိတာနေတယ်ဒါကတော့ကျွန်တော်နားလည်တဲ့အကြောင်းအရာကိုပြောပြတာပါတစ်ဖက်ကပန်ဒိုဂျာကလည်းဒီနေ့တင်လာတဲ့ state တက်မှာဘယ်လိုပုံစံမျိုးတွေပြောထားလဲဆိုတော့ ဂျော့ရှွာဘန်ကဒီ MMA နဲ့ပတ်သက်လာရင်သူလောက်အတွေ့အကြုံမရှိသေးဘူးပေါ့နော်ဟိုဂျော့ရှွာဘန် MMA ကစားတာကသူ့ရဲ့၃ပုံ၃ပုံလောက်ပဲရှိသေးတယ်သူက2008ခုနှစ်လောက်ကတည်းက MMA ကိုကစားခဲ့တာလူတွေကဂျော့ရှွာဘန်ရဲ့ဘောက်ဆင်ကောင်းတဲ့အကြောင်းကိုပြောဆိုကြသည့်တိုင်အောင်သူကလည်းတစ်ချိန်လုံးတစ်သက်လုံးဘောင်ဆင်မဲ့ကစားလာတဲ့သူမွေးထိုင်းတောင်သူကပြင်ဆင်လေ့ကျင့်ထားသေးတယ် ဒါအပြင်ဒီ MMA ဖြတ်တန်းခဲ့တဲ့တခြားမှာပုံစံမျိုးစုံနဲ့ပြင်ဆင်ချင်ကက်လေ့ကျင့်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ဒီပွဲအတွက်လည်းဘာမှထူးခြားနေမှာမရှိဘူးသူ့အနေနဲ့အရန်အရန်ကိုအစင်းသစ်ဖြစ်နေပြီဒါကြောင့်မလို့ခံမှန်းချက်ကိုပြောရရင် Joshua Ban ကို Ryan Nugget ချုပ်နဲ့ပွဲသိမ်းပြမယ်ဘယ်လိုပုံစံမျိုး Ryan Nugget ချုပ်လဲဆိုတော့ Charles Oliveira အသုံးပြုလျက်ရှိတဲ့ပုံစံမျိုးတွေနဲ့ရအောင်ချုပ်ပြသွားမယ်ဆိုပြီးဒီကနေ့ဗီဒီယိုထဲမှာသူကပြောဆိုသွားပါတယ် ။တစ်ချိန်တည်းမှာဒီပွဲထိုးဖို့နီကက်လာတာနဲ့အများဒီပြိုင်ပွဲကိုလာဝင်ယူလက်ခံကျင်းပပေးမဲ့နီဘာရာအသလက်တစ်ကော်မရှင်ကလည်းဒီထိတ်ဆုံးကောင်ပွဲကြီးတွေကိုတာဝန်ယူမဲ့ဒိုင်းလူကြီးတွေအမှတ်ပေးဒိုင်းတွေရဲ့စီးရင်တွေကိုတရားဝင်ထုတ်ပြန်လိုက်ပါပြီ။ Joshua Ben နဲ့ Pando Jaw တို့ထိုးမဲ့ပွဲကိုတော့ကျွန်တော်တို့ပြည်သက်တွေအကုန်လုံးသိကြပြီးသားဖြစ်တဲ့ကဘာကျော်တိုင်လူကြီးတယောက်ဖြစ်တဲ့ Harden ကကင်တွေ့မှာပါထူးခြားတဲ့အကြောင်းအရာတစ်ခုကိုပြောရရင် Harden ဟာ One Championship မှာလဲ အွန်လိုင်းဆန်ရဲ့ပွဲစဉ်တော်တော်များကိုကင်တွယ်ခဲ့တဲ့ဒိုင်းလူကြီးအခုဆိုရင်ဂျိုရှွာဘန်ရဲ့ပွဲတွေကိုပါကင်တွယ်ပြီးတနည်းပြောရရင်မြန်မာပြည်ကနေပေါ်ထွက်လာတဲ့နာမည်ကြီး MMA fighter နှစ်ယောက်ရဲ့တွဲဆိုင်တွေကိုမတူညီတဲ့ promotion တွေမှာမတူညီတဲ့ပုံစံမျိုးတွေနဲ့ကင်တွယ်ခွင့်ရတဲ့ဒိုင်းလူကြီးလို့ပြောလို့ရပါတယ်ထိတ်ဆုံးကောင်းမွဲဖြစ်တဲ့ဒီပျော်တဲ့ရန်နဲ့မာရက်ဒီဘာလစ်ပလီတို့ပွဲကိုတော့တိုင်လူကြီးမောက်ဂေါ်ဒတ်ကကင်တွယ်သွားမှာပါ ဒီနေရာမှာပြည်သက်တွေကိုဘုသူဒအနေနဲ့ထပ်ပြီးမျှဝေပြောစရာလေးရှိလာပါတယ် UFC ကတိုင်လူကြီးတွေကိုတာဝန်ပေးတဲ့အခါ promotion ဘက်ကဒီတိုင်လူကြီးတွေကိုတိုက်ရိုက်ပတ်စံပေးတာမဟုတ်ပါဘူးနိဗာရာအသလက်တစ်ကော်မရှင်ကသူတို့ကိုယ်တိုင်အဆိုင်ချတယ်အဲ့ဒီအတွက်အဲ့ဒီတိုင်လူကြီးတွေကသူတို့ကိုယ်ကပဲလှမ်းပြီးတော့ပတ်စံပြန်ခြေပေးတယ်ဒီပွဲတွေအတွက်ဆိုရင်တိုင်လူကြီးတယောက်ကဘွဲ့တပွဲကင်တွေကအတွက် ဒေါ်လာ2800ရမယ်ဆိုပြီးတရားဝင်ဖော်ပြထားတယ်။အမပေးတိုင်လူကြီးတွေကတော့ဒေါ်လာ2500ရမယ်ဆိုပြီးတရားဝင်ဖော်ပြထားပါတယ်။ဒီနေထားနဲ့ပတ်သက်လို့တိုင်လူကြီးဟာပရင်ထုတ်ပြောခဲ့ဘူးတာကသူတို့ကိုဒီ UFC ကတိုက်ရိုက်ကင်တွယ်တာမဟုတ်ဘူးအတလက်တစ်ကော်မရှင်တွေကကင်တွယ်တာအဲ့ဒီကနေပဲငွေပေးချတာသို့တော်လည်းပဲတချို့တချို့သောပွဲတွေမှာဆိုရင် UFC ဘက်ကသူတို့ကိုတီးတက်အနေနဲ့နောက်ထပ်စုကြီးတွေပေးတယ်ဆိုတဲ့အကြောင်းကိုဖွင့်ပြဘူးတယ် သို့တော်လည်းပဲပွဲတိုင်းတော့ promotion ဘက်ကပေးတာမဟုတ်ဘူးအခအားလို့ဆိုတော့အခိုက်အတန့်နဲ့အခိုက်အတန့်မျိုးတွေဆိုရင်တော့ UFC promotion ကဒိုင်လူကြီးတွေကိုဒီဆောင်ရွက်ခပေးတယ်ဆိုပြီးဖော်ပြခဲ့မှုပါတယ်ဒါကတော့ကျွန်တော်တို့ပြည်သက်တွေဘုဒ္ဓတရစေခြင်းလို့ကျွန်တော်ကကြားဖြတ်ပြီးပြောတာ fighter နှစ်ယောက်စလုံးကတော့ပွဲချင်းကက်လာတာနဲ့အမျှ5 week နီလာတာနဲ့အမြပုံစံမျိုးစုံနဲ့ ready ဖြစ်နေပြီဆိုတဲ့အကြောင်းကိုချပြနေပြီ Joshua Ban ကလည်းချပြနေပြီ Pandoja ကလည်းချပြနေပြီအဲ့ဒီတော့ flyweight တန်းမှာ လက်ရှိချန်ပီယံကပဲချန်ပီယံကပဲကာကွယ်သွားမလားကျွန်တော်တို့ရဲ့လူငယ်ဖိုက်တာလေးကပဲချန်ပီယံကပဲလွှဲပြောင်းရယူသွားမလားဆိုတာဒီဇင်ဘာ9ရက်နေ့မှာစောင့်ကြည့်လိုက်ကြရအောင်ပါဆက်လက်ပြောပြခြင်းနဲ့အကြောင်းအရာကကျွန်တော်တို့ရဲ့ဖိုက်တာကြော်စွာဝင်းရဲ့လွှမ်းမိုးမှုကဘလောက်ထိကြီးမားလာနေလဲဆိုတဲ့အကြောင်းအရာပါဒါကတော့ဒီမိနစ်မှာပဲဒီဖက်ဒက်ဂျင်ကတထိတ်သားကိုတိုင်သူလက်ဖက်တုပ်စားတာကောင်းတယ်ဆိုပြီးတော့မြန်မာလိုပြောပြီးတင်လိုက်တဲ့ post ကိုကြည့်ပြီးတော့ကျွန်တော်ပြောကြည့်ချင်တာပါ မင်္ဂလာပါလာဖတ်တော့စကောင်းနေပုံမှန်အားဖြင့်တော့ Fedex က Fighter တွေကမြန်မာ fan တွေနဲ့ close ဖြစ်အောင်မြန်မာလိုလည်းပြောတယ်ကြော်စွာဝင်းနဲ့ပုံရိပ်တွေကိုလည်းတွဲပြီးတင်ရင်းနဲ့သူတို့ light တွေရှာကြတယ် view တွေရှာကြတယ်ဒါက Fighter တွေကပွဲဝင်နေတဲ့အခိုက်အတန့်မျိုးမှာသူကို trainer အချင်းချင်းအတူလှုပ်ဆောင်တာဆိုတော့ကိုရီးအနေနဲ့ဘာမှပြောစရာအကြောင်းရင်းမရှိဘူးသူအချင်းချင်းရင်းနှီးမှုအနေနဲ့လှုပ်ဆောင်ကြတာဟိုအရင်ကြီးထူးဆန်းတဲ့ကိစ္စလည်းမဟုတ်ဘူးသို့တော်လည်းပဲဒီပိုင်ရှင်တစ်ထေးကိုယ်တိုင်က လဖက်တုတ်စားရတာကောင်းတယ်ဆိုရယ်ပုံစံမျိုးပြောလာတော့ကျွန်တော်ဖြင့်တော်တော်ကြီးကိုအံအားသိမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖက်တက်ဂျင်မှာကြိုးစားပွဲမရောက်ခင်တုန်းကမြန်မာတွေအများကြီးရှိတယ်။အဲ့လိုအများကြီးရှိခဲ့သည့်တိုင်အောင်ဖက်တက်ဂျင်ကသူတွေကမြန်မာစကားကိုဒလိုလိုနှုတ်ဆက်ပြီးပြောတယ်။စသဖြင့်ညိုကျေးဇူးတင်စကားပြောတယ်ဆိုတာမျိုးတွေတင်နေဆိုတာတော်တော်လေးရှားပါတယ်။ Y2K လောက်ပဲဟိုရခင်ငယ်တွေကဆွန်ရက်နဲ့တပူတွေတဲ့ပုံစံမျိုးနဲ့တင်တယ်။အခုနောက်ပိုင်းမှာတော့ fighter တွေတင်မဟုတ်ပဲတတိယကိုယ်တိုင်ကပါအဲ့လိုပုံစံမျိုးနဲ့သူတို့ရဲ့ ဒီ fan တွေကိုချုပ်လာကြတယ်အပေးမှုတွေရလာအောင်ပုံပြီးစူးစမ်းလာကြတယ်ဒါကတော့ fighter တွေထဲမှာထူးခြားတဲ့အကြောင်းအရာတစ်ခုလို့ကျွန်တော်ကဆိုကြည့်ချင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြိုးစားဝင်းကဒီ time မြေပေါ်မှာဆိုရင်တပွဲမှာမထိုးရသေးပါဘူးသူ့ဖိတီတိုင်အောင် fighter တွေကတယောက်နဲ့တယောက်ကန့်ကျမမတူဘူးစမ်းမတူဘူးဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်အမြဲတမ်းပြောပြခဲ့တယ်ဥမာတော့ဥမာဆိုဆိုရင် ဒီမြန်မာပြည်ကနေရောက်လာတာမကြခင်မှာပဲတိုက်ကမွေထိုင်းတီရောက်သွားတယ်အဲ့ဒီကနေချမြန်ကပတ်တွေစုခုနိုင်ခဲ့တယ်အဲ့လိုပုံစံမျိုးနဲ့သူမရဲ့ fighter boy ရှောက်လဲမှုကဝမ်ချမြန်ရှစ်ထိရောက်မလာသည့်တိုင်အောင်ဟိုအနိုင်မြင့်အတက်ကြတွေတော်လေးများတယ်နောက်တချို့သော fighter တွေဆိုရင်လည်းဒီတိုင်းပဲဥမာ super agent ဆိုရင်ထုတ်ပုံထုတ်ပေါက်ကောင်းတယ်မြန်မာပြည်သက်တွေအကုန်လုံးကလက်ခံကြတယ်သို့ပေတိတိုင်အောင်ဝမ်ချမြန်ရှစ်မှာသူတွေးလိုက်ရင်တကယ်ပွဲချက်တွေကြီးပဲမို့ရလက်တွေမကောင်းမင်းနဲ့ ရုံးမွဲတွေဆက်တဲ့သူကိုယ်တိုင်လက်ပြည်တွင်းပွဲတွေပဲပြန်ပြီးအာယုံဆိုင်ထိုးတဲ့ပုံစံမျိုးတွေဖြစ်လာတယ်။နောက်တစ်ချက်ထပ်ပြီးပြောရရင်ဒီသွေးလင်းထက်ပေါ့နော်လုံးဝထင်မှတ်မထားတဲ့ fighter ဟိုရခင်တုန်းကတော့ပြည်သက်တွေကြားမှာဒီဆိုလင်ဦးတို့တန့်စင်တို့ကနေရာယူခဲ့တာသို့တော့နောက်ပိုင်းမှာတော့သွေးလင်းထက်ကဒုံတို့နာမည်တွေတက်လာတယ်နိုင်ပွဲတွေလည်းဆက်တိုက်ရတယ်ထိုင်းက fighter တွေလည်းတယောက်ပြီးတယောက်ဖြိုပြတယ်ဒါကြောင့်မလို့ fighter တွေကြားမှာတယောက်နဲ့တယောက်ကန့်ကြမ်းမတူဘူးလို့ စမ်းလဲမတူဘူးဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကအမြဲတမ်းပြောပြခဲ့တာစောစောဝင်းဆိုရင်လည်းဒီအတိုင်းပဲမြမပြီကနေရောက်လာတဲ့ဖဲတဲ့ကျင်းမှာလေးကျင်းခွင့်ရတယ်ထိုင်းမှာသူပွဲထိုးဖို့တိတိတင်းတင်းဖြစ်ခဲ့သည့်တိုင်အောင်ခဏခဏပြက်တယ်အဲ့လိုအနေထားမျိုးတွေဖြစ်နေပေမဲ့ပြည်သက်ဝင်းရံမှုကတော့လုံးဝရော့မသွားဘူးအခုဆိုရင်ဒီဖဲတဲ့ကျင်းကသူတွေအကုန်လုံးကမြမပြည်သက်တွေအကြောင်းကိုကောင်းကောင်းကြီးသိနေပြီး ကျောသွားဝင်းကိုတိုင်းလည်းဒီတစ်ပတ်စနေနေ့လူပီနီကွန်းထဲမှာလူပီနီစူပါဖိုက်ပွဲစဉ်ထိုးသက်မှာဖြစ်ပါတယ်။ဒီပွဲကတော့သူ့ရဲ့ time back ကိုရောက်ရှိလာပြီးနောက်ပိုင်းပထမဆုံးပွဲထိုးသက်တယ်။သို့တော်လည်းပဲပွဲစီစဉ်သူတွေကကျောသွားဝင်းရဲ့အကြောင်းကိုသိနေတယ်။အဲ့လိုသိနေတဲ့အတွက်ကျောသွားဝင်းကဘယ်လိုအနေထားယူနဲ့ဖြတ်တန်းခဲ့ရလဲ၊ဘယ်လိုပွဲတွေထိုးခဲ့ရလဲ၊နောက်ဆုံးပွဲတွေကစွမ်းဆောင်ရဘယ်လိုလဲစတဲ့ data တွေကိုကျွန်တော်တို့ဆီကနေအမှန်ကန်ကောက်ယူနေတယ်။ဒါဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီ commentator တွေလုံးသုံးပြပြီးပြောတဲ့အနေအထားမှာသူတို့ present လုပ်တဲ့အနေအထားမှာကြော်စွာဝင်းရဲ့ပွဲကိုပြပြဆုံဆုံဖြစ်အောင်လို့ data တွေလှမ်းပြီးကောက်နေတာဒါကြောင့်မို့လို့စနေနေ့ညနေပိုင်းရောက်ရင်တော့ကြော်စွာဝင်းရဲ့ပွဲကိုကြည့်ရမယ်ကြော်စွာဝင်းကိုဝင်းရနေတဲ့ပြည်သက်တွေအနေနဲ့ Lubini Muay Thai page ကနေတိုက်ရိုက်ထုတ်လွှင့်သွားမယ်ဆိုတဲ့အကြောင်းကြိုးပြီးသတင်းကောင်းပါခြင်းနဲ့ပွဲစမယ့်အချိန်ကတော့ညနေ9:00နာရီခွဲကြော်စွာဝင်းရဲ့ပွဲကတော့ဒီအစောပိုင်းနှစ်ပွဲမြောက်လောက်ဆိုတော့ညနေ6:00နာရီထိုင်းစံတော်ချိန်6:00နာရီလောက်မှာ ကြည်ရပွဲရှိတယ်လို့ကြိုပြီးခံမှန်းပေးထားခြင်းပါတယ်မြန်မာပြည်ကနေစောင့်ကြည့်ကြမဲ့ပြည်သက်တွေကတော့ဒီမြန်မာစံတော်ချိန်9နာရီခွဲလောက်မှကြည်ရပွဲရှိတယ်လို့ကြိုတင်တဲ့ငောင်းပါထားပြရစီခင်ဗျာနောက်ဆုံးအနေနဲ့ပြည်သက်တွေကိုပြောပြခြင်းနာကဒီတစ်ပတ်စနေနေ့ညပိုင်းမှာကျင်းပမဲ့ကာတာက UFC Fight Night ပြိုင်ပွဲအကြောင်းမှာဒီကြောင်ရနဲ့ပတ်သက်လို့တော့မနေ့ကကျွန်တော် Cage Fight Page မှာအကြောင်းအရာတော်တော်များများကိုတင်ဆက်ခဲ့တယ်။ထိတ်ဆုံးကောင်မွဲအဖြစ် Saru Kran နဲ့ Dan Hooker တို့ကထိုးကြမယ်။ ဆာရုခရန်ကဒီသတင်းသမားတွေနဲ့တွေ့ဆုံ guide မှာတော့သူ့ရဲ့ဘေးမှာလက်ရှိမရဝိတ်ချန်ပီယံဟမ်ဇက်ချမ်မိုင်းရဲ့ flat လိုက်ပါဝင်ရမယ်ဆိုတဲ့အကြောင်းတီလင်းကျင်ညာသွားပါတယ်ဟမ်ဇက်ချမိုင်းရဲ့ဆာရူခရန်တို့ကအတော်ကိုယဉ်နိမှုရှိတဲ့ fighter တွေအတူတူလေ့ကျင့်ပြင်ဆင်မှုတွေနဲ့ဟိုခင်ကလေးကလှုပ်ခဲ့ဘူးတဲ့ဒါကြောင့်မို့လို့ဟမ်ဇက်ပြိသက်တွေအနေနဲ့ဒီတစ်ပတ် UFC Fight Night ပြိုင်ပွဲမှာဒီ champion ရဲ့ပုံရိပ်တွေကိုမြင်တွေ့ရမယ်ဆိုပြီးကြိုးပြီးပြောထားပြရစေခင်ဗျာ တစ်ချိန်တည်းမှာပဲ lightweight တန်းမှာချန်ပီယံသစ်ဖြစ်လာတဲ့ Ilya Topuria ကလည်းကာတာကိုရောက်ရှိနေတယ်။သူ့ရဲ့အကိုဖြစ်သူ Alexander Topuria ကဒီပြိုင်ပွဲမှာဒုတိယမြောက်ပွဲထိုးမယ်။ဒါကြောင့်မလို့သူကလည်းအဲ့ဒီပွဲကိုဝင်းရံဖို့အတွက်ကာတာကိုရောက်ရှိနေတာ။ကိုမင်းပွဲအဖြစ်ထိုးကြမဲ့ Ian Gary နဲ့ Bila Muhammad တို့ကတော့ဘွဲမဖြစ်ခင်တုန်းကတော်ကီတအားပွားကြတယ်မင်းအပါငါဘာဆိုရဲ့ပုံစံမျိုးတွေနဲ့စောင်းချိတ်ပြောဆိုခဲ့ကြသည့်တိုင်အောင်ကာတာကိုအတူတူရောက်ရှိလာခြင်းမှာတော့ Ian Carey က Bila Muhammad ကိုသွားပြီးနှုတ်ဆက်တဲ့ footage ကိုဒီနေ့မနေ့အစောပိုင်းမှာချပြလိုက်ပါတယ်။ Ian Carey ကဘလို့ပုံစံမျိုးပဲတော်ကီတွေဖုတ်ပါစေမျက်နှာချင်းမဆိုင်ခင်တော့အဲ့လိုပုံစံမျိုးနဲ့ professional အတော်ဆန်တဲ့သူ့နဲ့ထိုးမဲ့ fighter တိုင်းကိုသူ့ဘက်ကသွားပြီးအမြဲတမ်းရိုးသေးသေးလေးလေးဆဆနဲ့နှုတ်ဆက်တဲ့ကိုမော်ရောက်ရင်တော့သူကလည်းသူ့ရဲ့ခွန်းထဲအတိုင်းကစားလိရှိပါတယ်။ဒါကတော့နောက်ဆုံးအနေနဲ့ပြောပြခြင်းနဲ့အကြောင်းအရာတွေထူးခြားတဲ့အကြောင်းအရာတွေရှိလာရင်လည်းထပ်ပြီးတင်ပြပေးအောင်မှဖြစ်လို့ ျွန်တော်ရဲ့ဗီဒီယိုတွေကိုဆက်ပြီးစောင့်မျှော်အားပေးချပါအောင်ခင်ဗျာ။